ခန္ဓာကိုယ်ကျန်းမာဖို့အတွက်အစာချေစနစ်ရော အစာအိမ်ပါကျန်းမာဖို့လိုအပ်ပါရနော်အစာအိမ်ယောဂရှိနေတယ်ဒါပေမဲ့ကျန်းကျန်းမာမာနေခြင်းနဲ့ဆိုရင်တော့အစာအိမ်လေးရဲ့ကျန်းမာရေးကိုမိထားလို့မဖြစ်ပါဘူးအခုတစ်ခေါက်မှာတော့အစာအိမ်ယောဂရှိလို့ဘာစားရမှန်းမသိဘူးဆိုတဲ့သူတွေအတွက်အစာအိမ်ဝင်သားရှင်တွေကျန်းမာစွာနေထိုင်နည်းလေးကိုပြပြပြစေနော်ဒီနေရာမှာလူလူမများယူဆကြတာက အစာရယောဂဖြစ်တာဆိုရင် အစားမမှန်လို့ထင်တတ်ကြပါဗျ။တကယ်ကတော့ဒီတစ်ချက်တည်းကြောင့်မဟုတ်ပါဘူးနော်။အစားအစားချင်မမှန်တာကြောင့်အစာရရောဂါလည်းဖြစ်နိုင်သလိုအစားကိုလိုအပ်ထပ်ပို့ပြီးတော့စားသုံးတာအပူအဆက်တွေစားတာအဆစ်ပါဝင်မှုလွန်ကဲတာတွေကိုစားသုံးတာအယ်ကိုဟောကိုတောက်သုံးမှုတွေကြောင့်လည်းအစာရင်ထိခိုက်နိုင်ပါတယ်။အစာရင်ပိုးနဲ့တောက်သုံးရတဲ့ဇီဝတွေကြောင့်လည်းအစာရင်ကိုထိခိုက်နိုင်ပါတယ်နော်။ဒီတော့အစာရင်ယောဂါရှိလို့ဘာစားရမလဲဆိုတော့မသိဘူးဆိုတဲ့သူတွေအတွက် အစာရင်ကို တိကျိုက်စီမဲ့အစာအစာတွေကိုမစားမိတာကတော့အကောင်းဆုံးပါ။ဒါကြောင့်အပူဆက်တွေအစီများတဲ့အစာအစာတွေအစာချေခဲတဲ့အစာအစာတွေကို မစားသုံးသေးပါဘူးနော်။ကဖင်းအယ်ကိုဟောနဲ့ဆက်လက်တောက်သွမှုတွေကိုလည်းရှောင်ကျင်ဖို့လိုအပ်ပါတယ်။အဲ့ဒါအပြင် အစာချေအဆစ်အထွက်များစီမဲ့အစာအစာတွေကိုလည်းရှောင်ဖို့လိုအပ်ပါတယ်။ဒီလိုပြပြရတဲ့အကြောင်းရင်းကတော့အစာချေအဆစ်ကလိုအပ်တဲ့ပို့ပြီးတော့များလာတဲ့အခါမျိုးတွေမှာ အစာအိမ်နေရန်တွေကိုထိခိုက်စေနိုင်တဲ့အတော့ကြောင့်ပဲဖြစ်ပါတယ်။အလားပြင်ကိုနေစင်စားသုံးမှုမှာအမြင်ထွက်ကျွားအောင်ပါဝင်အလားပြင်အလားပြင်ကိုနေစင်စားသုံးမှုမှာအမြင်ထွက်ကျွားစွာပါဝင်နေအောင်ခရီးဆိုင်ပို့တယ်လို့သလိုခြေထဲလုံလောက်အောင်တောက်ဖို့လည်းမမေ့သင့်ပါဘူး။ gas ပါဝင်မှုများတဲ့အချို့ရည်တွေကိုလည်းတန်နိုင်သမျှရှောင်ဖို့လိုအပ်ပါတယ်။ဒါဆိုရင်ဘာစားမလဲလို့မေးစရာရှိနေမှာပါ။ဒီတော့အစာရောဂါရှိနေလဲဆိုရင် အခုပြပြမယ့်အစားအစာလေးတွေကိုစားသုံးပြလို့ရပါတယ်။ခမင်း၊ပါမုတ်၊ဒိန်ချင်း၊တာကူ အစီပောင်ဝင်မှုနေတဲ့အကားပြီးတော့ကီဖာ၊ပန်ဒီအမြင်တက်ကြွယ်ဝတဲ့အသီးအနှံတွေတရုတ်နံနံပင်ပွားစိတ်တင်မော်ဒီအုတ်ချုံကင်ချီမီဆိုချင်းချက်တာဆယ်မန်ငါဒီလိုຢာတွေကိုစားသုံးပြလို့ရပါတယ် ဒါကတော့မြင်တာအောင်ရေးပြထားတာပါပြောရမယ်ဆိုရင်ရှောင်းရမယ်အစားအစာတွေကလည်းတို့ကျန်တာတွေကိုတင်းတင်းမြတ်တောက်အောင်စားနိုင်ပါရဲ့နော်ဒီဟာတွေပဲစားတော့ရမယ်လို့ပြောခဲ့တာမဟုတ်ပါဘူးအခုပြပြခဲ့တဲ့အစားအစာတွေကိုတည်တည်ချာချာလေးစားတော့မယ်အချိန်မမှန်စားမယ်ရေတဲ့ပြေဝနေအောင်နေမယ်တင်းတင်းနဲ့ကုလက်လှောက်ရှာမှုလုပ်မယ်စိတ်ပီစီးမှုတွေကိုပြေလျှော့မယ်အေးအိုးဝအိပ်မယ်ဆိုရင်တော့အစာအိမ်လေးကကျန်းမာနေမှာအသေးချာပါပဲနော်ဒီလောက်ဆိုရင် အစာရေရောဂါရှိတဲ့သူတွေအနေနဲ့ ကိုချမ်းမအောင်လို့ဘလိုမျိုးတွေကိုစားတုပ်တင်လဲဆိုတာကိုသိသွားတော့ပြီထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်